တကယ်ပြောတာနောက်ပြီးပြောတာမဟုတ်ဒီဖုန်းကလက်ရှိ official ဝင်တဲ့ဖုန်းတွေထဲမှာပေးရတဲ့ဈေးနဲ့အတန်ဆုံး budget ဖုန်း budget ဖုန်းလို့သာပြောပါတယ် तू ကတချို့နေရာတွေမှာ mirage level လောက်ထိတောင်မှအာ weight တန်းတက်ထိုးနိုင်တယ်ပေါ့နော်ဆိုလိုတာဗျာဒီကောင်က၈သိန်းလောက်သုံးမယ်နော်ရေစိုးခန္ဓာအကျန်းခန္ဓာဘာညာတိတ်ရင်အများကြီးစိတ်ဝင်စားဘူး UI ကောင်းမှုကိုစိတ်ဝင်စားမယ်အဲတရုတ်လူတွေနဲ့စိတ်မညစ်ရမဲ့ဖုန်းကောင်းကောင်းကန်းကန်းလေးလိုချင်တယ် official လည်းဖြစ်ရမယ် ဲ့လိုဆိုရင်တော့ဒီဖုန်းကပြေးတော့ဝယ်လိုက်တော့ပြီးသွားပြီဘာမှဆက်ပြောနေစရာဘူးမကြမ်းတော့ဆက်ပြောနေစရာမကြမ်းတော့ဆိုပေမဲ့ဆက်မပြောလို့လို့ရှိရင်လည်းကိုယ်ထမင်းပယ်စားအောင်လည်းနော်ဆိုတော့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်အောင်တော့ဆက်လုပ်ရတာပေါ့ဆိုဒီနေ့ဗီဒီယိုဖြစ်မြောက်ရေးအတွက် review နဲ့ကိုဖုန်းပါနေပြီးတော့ကုညီပံပိုးပေးထားပါတယ်ကျွန်တော် description ထဲမှာလည်း mention လေးခုတ်ပေးထားပါမယ်ခင်ဗျားတို့ CMF ဆိုတဲ့ brand ကိုကြားဘူးလားမသိဘူးမကြားဘူးရင်လည်းကိစ္စမရှိဘူးကျွန်တော်ပြောပြဒီကောင်ကကျွန်တော်တို့ခုနေ့တုန်းက review လုပ်ပေးခဲ့ဘူးတဲ့ Nothing ရဲ့ budget phone brand တီးတန့်ပေါ့တတ်တတ်ပေါ့ ပြောမယ်ဆိုရင်အာ Xiaomi ကနေ Redmi ခွဲထုတ်သလိုမျိုးပေါ့ ACMF ဆိုတဲ့ company ကသူတို့ကငကြက်တွေထုတ်တယ်၊နာရီတွေထုတ်တယ်၊ဖုန်းတွေထုတ်တယ်ကျွန်တော်နေ့ review လုပ်ပေးမယ့်ကောင်က CMF Phone 1ပြောမယ်ဆိုလို့ရှိရင် CMF ကနေပြီးတော့ပထမဆုံးထွက်ခဲ့တဲ့ဖုန်းထွက်ခဲ့တာတော့တစ်နှစ်လောက်တော့ရှိပြီအခုဆိုရင် CMF Phone 2 Pro တွေပါတောင်ထွက်နေပြီဒါနဲ့မှဘာဖြစ်လို့တစ်နှစ်လောက်ကြာနေပြီဖြစ်တဲ့ဖုန်းကိုအခုမှ review ဆက်လုပ်တာလဲဆိုတော့ကျွန်တော်တို့စီကိုအခုမှရောက်လို့လည်းပါတယ်ပြီးတော့ promotion ချထားလို့လည်းပါတယ်စထွက်ကလေးကဒီကောင်ဒီဇိုင်းကလည်းခက်ဆန်းဆန်းနေဆိုတော့ စိတ်တော့စိတ်ဝင်စားနေခဲ့တာပေါ့နော် review လုပ်ရှင်ခဲ့တာတော့ကြာပြီဒီကိုဒီဖုန်းကဆက်ဆက်ဝင်ဝင်ချင်းမှာသူ12သိန်းဆိုတဲ့ဈေးနဲ့သူအရင်ကြီးတော့ဟိုဘယ်လိုခေါ်မလဲထူးဆန်းဆန်းကျင်နေတဲ့ဖုန်းတော့မဟုတ်ဘူး12သိန်းဆိုတဲ့နေရာမှာကြတော့လေအရင်ကြီးမတန်နေဘူးပေါ့အခုကြတော့မလုတ်ဘေးလို့မရတော့ဘူးဗျမလုတ်ဘေးရင်ခင်ဗျားတို့တော်တော်နစ်နာသွားလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အခုလောလောဆယ်အနေထားမှာဒီကောင်ဈေးက7သိန်းကျော်ကျော်လေးပဲရှိရတာ original ဈေးက12သိန်းကနေပြီးတော့4သိန်း cashback ပေးထားတာ ဆိုတော့ပြောနေကြတယ်ကျွန်တော်တို့ဗီဒီယိုလေးစလိုက်အရင်ဆုံးဒီကောင်းရဲ့ဒီဇိုင်းနဲ့စမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကြည်တာကြည်လိုက်တော့ခင်ဗျာရှစ်သိန်းနဲ့ဒီလိုမျိုးကွဲထွက်နေတဲ့ဒီလောက်အနှစ်ကျတဲ့ဒီဇိုင်းကိုခင်ဗျားတို့မြင်ဘူးလားတေးကြတယ်မမြင်ဘူးမြင်မှုတွေဆိုရင်ခင်ဗျာ for sure လုပ်နေတာဒီဖုန်းရဲ့ဒီဇိုင်းပိုင်းမှာအဓိကပြောရမယ့်အပိုင်းကတော့ချောဘက်ပိုင်းပဲပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်းရဲ့နောက်ဘက် cover အရှင်ကျွန်တော်တို့အခုဒီမှာရှိတဲ့အကြောင်းက light green ဆိုရဲအစိမ့်နုနုနုနှစ်လို့လို့ပါလို့လို့နုနှစ်မပေါ့ဘူးဘယ်လိုခေါ်လဲအော်နိုစိမ့်ရအောင်အဲနုတိခွာရအောင်ပေါ့အဲ ပြီးတော့အဲ့ဒီအရာကတော်တော်လေးလဲ fresh ဖြစ်တယ်လို့လှလဲလှတယ်။ဒါပေမဲ့ကျွန်တော် personally အရာ orange ကိုပိုသဘောကျတယ်။ orange က hero color ပါနော်။ပြီးတော့အပြာနဲ့အမဲလဲရှိသေးတယ်။အဲ့ဒီထဲမှာမ orange နဲ့ blue နဲ့ကသူက vegan leather texture တွေနဲ့သူကပုံမိုက်တယ်ပေါ့နော်။အစိမ်းလေးနဲ့အမဲလေးကတော့ရိုးရိုး soft touch plastic ပဲ။ကိုစိတ်တော့ကိုကြီးပေါ့။ပြီးတော့မိုက်တာနောက်တစ်ခုက cover မှာချစ်ရည်တွေပါတင်နေတော့နော်။ကွဲသွားတွေတို့အက်သွားတွေတို့ဖြစ်လည်းဖြစ်ပါဘူး plastic ပဲ။ ဒီလိုဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်လေကောက်လဲလိုက်ရုံပဲလဲလိုက်တဲ့နေဖုန်းကအစ်စ်လိုဖြစ်သွားမှာပြီးတော့အနောက်ဘက်က knob လေးကိုဖြုတ်ပြီးတော့အဲ့ဒီနေရာမှာဖုန်းစတန်နေ next strip စီအာ card holder တွေအဲ့လိုမျိုး accessory တွေလည်းတက်ချင်တက်လို့ရသေးတယ်ဒါကကိုဖုန်းရဲ့ design ကိုမြင်ရတာရိုးမသွားစီတော့ဘူးတော်တော်လေးမိုက်တယ်တကယ်တမ်းကကိုရင်လှုပ်ချင်တာလှုပ်ဖို့အတွက်ကို 3D printer တွေပါလေရှိရင်တော့ပုံမိုက်တာပေါ့နော်မြန်မာနိုင်ငံမှာတော့အဲ့လို 3D printing လုပ်ပေးတဲ့ service ရှိမရှိမပြောတတ်ဘူး သိတာရှိရင်လည်းအောက်ကကွန်မန့်တွေမှာဝင်ပြောပြပါဦးကျွန်တော်တို့လည်းလိုချင်နေတာโอเคဆိုတော့ဖုန်းယူစားကြတော့ပုံမှန် size ပဲအထူးက8.2 mm နဲ့အလေးချိန်ကနောက်က cover ပေါ်မှာမူတည်ပြီးတော့သူက 200g ပတ်ချာလေးလောက်ရှိမယ်ဆိုတော့ပုတ်ပုတ်ပါဖုန်းတစ်လုံးတော့လည်းမဟုတ်ပေမဲ့ထူလပြည့်လေးကန်နေတဲ့ဖုန်းမျိုးတော့လည်းမဟုတ်ပြောင်းရဲ့ဒီဖုန်းကနည်းနည်းပြန်နေနေကျယ်လို့ပြောရမှာပေါ့နော်လက်သေးတဲ့သူတွေကြိုင်မယ်ဆိုလို့ရှိရင်တော့တက်တော့တက်တာအရင်ရှိမှာမဟုတ်ဘူးလက်ကြည့်ရင်တော့ပြဿနာတိတ်မရှိဘူးပြီးတော့ဘက်တန်တွေကလည်းနှိမ့်ရတာတော်တော်လေးမိုက်တာ တော့ clicky အရင်မဖြစ်ပေမဲ့ဘယ်လိုပြောမလဲနှစ်ရတာတော်တော် smooth ဖြစ်တယ်ဆိုတော့ခံစားချက်မျိုးရတယ်ပေါ့နော် satisfying ဖြစ်တယ်ပေါ့ပြီးတော့ camera ring ကိုဒီ cover ပေါ်မှာပဲတက်တက်ဒီ silver metal ပုံစံလေးခွဲထုတ်ပြီးထားတာလေးကလည်းတမျိုးမိုက်တယ်တကယ်တော့အဲ့ဒါ plastic ပါပဲထုံးစံနိုင်မဲ့အောက်ဘက်မှာ speaker ပေါက်ရဲ့ mic ပေါက်ရဲ့ audio input usb ပေါက်ရဲ့ပါမယ်အပေါ်ဘက်မှာ noise cancellation အတွက် secondary mic ပေါက်တစ်ခုထပ်တွေ့ရမယ်အနောက်ဘက်က mic တို့လို့ဒီကောင်အရှေ့ဘက်မှာတုံးထားတဲ့ display ကလည်းသူ့ရဲ့အခု၈သိန်းဆိုတဲ့ဈေးနဲ့ဆိုရင်အပြည့်ပြောစရာတစ်ခုမှမရှိဘူး တခြားဖုန်းတွေတချို့ဖုန်းတွေဆိုလို့ရှိရင်ဒီဈေးမှာ 720p LCD ဖြစ်နေသေးတယ်။အဲ့ဒါအပေါ်မှာဒီကောင်က AMOLED display 1080p ရမယ် size ကတော့6.67ဆိုတော့တိရထဲမှာလည်းမပါဘူးကြီးရထဲမှာလည်းမပါဘူး။ AMOLED ဖြစ်နေတဲ့အတွက် color တွေကတော့ပြောနေစရာမလိုဘူး။ Samsung ဖုန်းတွေလိုမျိုးပဲလုံးဝစွဲရှိုတောက်ပနေတဲ့ color profile မျိုးတွေတော့မဟုတ်ဘူးပေါ့နော်။ iPhone တွေလိုမျိုးနည်းနည်း natural tuning ဘက်ကိုပို့သွားတယ်ပြတ်ဒီကောင်က900 nits typical brightness နဲ့2000 nits peak brightness ရှိတယ်ဆိုတော့နေရာအောက်မှာတော့ရတာပါညာလေပြဿနာမရှိဘူး 120Hz adaptive refresh rate လည်းရတယ်။အဲဒါပေမဲ့ဒီကောင်က60 to 120Hz ကိုပဲ auto change ပြတာပေါ့နော် flagship တွေမှာလိုမျိုး1 to 120Hz um adaptive refresh rate တော့မဟုတ်ဘူးပေါ့နော်။အဲနဲ့ကြီးထက်များကျင်တယ်ဆိုလို့ရှိရင် output ကချင်းနည်းနည်းလေး PC လေးနည်းနည်းလေးကြီးနေလို့ထင်တယ်။ဒါလည်းအပြစ်ပြောစရာရတော့မဟုတ်ဘူး။ကျွန်တော်တို့ကဒါ GTR များနေတာပေါ့နော်။ဒီဈေးမှာတခြားဖုန်းတွေဆိုလို့ရှိရင်ဒေတာတောင်ပိုကြီးသေးတယ်တော်တော်ဆိုးဆိုးဝါးဝါးရှိတယ်။ဟုတ် budget ဖုန်းတစ်လုံးအနေနဲ့ဆိုတော့လေဒီလောက်ပေးထားတာနေနေမယ်။ တော်တော်ထိုင်ကြောနေပြီပေါ့ဘယ်လိုပဲဖြစ်ဖြစ်ဒီဖုန်းရဲ့ display ကဘယ်နေရာအတွက်တုံးတုံးအဆင်ပြေတယ်ဇာတ်ကားလေးကြည့်ရတာတော်တော်မိုက်တယ်တခုပြောစရာရှိတာသူ့မှာ par speaker က stereo speaker မဟုတ်ဘူး single bottom firing speaker ပဲတလုံးနဲ့ဆိုပေမဲ့ sound quality လေးကတော့မဆိုးဘူးလုံးလောက်ကျယ်တယ်လုံးလောက်ဆိုတာထက်ကိုပိုကျယ်ပါတယ်အတန်က full sounding တော့အရင်မဖြစ်ပေမဲ့ clarity လေးလည်းသူ့ဟာနေသူမဆိုးဘူးပေါ့နော်ပြီးတော့ call quality ကလည်းတော်တော်လေးကောင်းတယ် ် AMOLED ဖြစ်တဲ့အတွက်သူက fingerprint ကလည်း power button မှာနေမှာမဟုတ်ဘဲနဲ့ in display fingerprint နဲ့သုံးလို့ရသွားတယ်။ညံနေအလုပ်ဖြစ်တယ်။ဒါပေမဲ့ထားထားတဲ့ placement ကအောက်ဖက်ကိုနည်းနည်းယောက်လွန်းနေလို့တော့မြင်တယ်။ဒါလည်းသုံးရင်သုံးရင်နဲ့ muscle memory ရသွားရင်တော့အဆင်ပြေသွားမှာပါ။ Okay ဆိုတော့အကုန်ကောင်းနေပြီ။ဒါပေမဲ့ဒိုးမြန်မာတို့ရဲ့သေးချေကြိတ်လေးဖြစ်တဲ့နော်ဖုန်းဝယ်လို့ရှိရင်လူကြီးအများဆုံးဖြစ်တဲ့ performance ကရောဘယ်လိုနေလဲ။ဒီကောက်မှာသူသုံးထားတဲ့ SoC က MediaTek ရဲ့ Dimensity 9300ဆိုတဲ့ကောက် ရင်တောင်ပြောမယ်ဆိုလို့ရှိရင်ဒီကောင်းရဲ့ performance က Snapdragon 7s Gen 3နဲ့တိတ်မကွာဘူး။အဲ့ကောင်တော့မကောင်းဘူးပေါ့နော်။အရင်ကြီး powerful ဖြစ်တဲ့ SoC မဟုတ်ဘူးဆိုပေမဲ့ကျွန်တော်ပြောတာဘူးယုံ။7000 dan official phone တွေထဲမှာဒီကောင်းရဲ့ performance ကအကောင်ဆုံးပဲ။ဒါတော့လုံးဝ golden truth ပဲဒီလား။ဒါဘယ်သူမှလာညင်းလို့မရဘူး။ဒီကောင်းရဲ့ဈေးတန်းတူတူလောက်ကျပြီးတော့ global version ဖြစ်တဲ့အာ Redmi Note 14 4G ရော Redmi Note 14 Pro 4G ရောအဲ့ဒါလို့ဆိုလို့ရှိရင်ဒီကောင်းလောက်တော့ performance မကောင်းဘူး။ မြင်တောင်ပြောရရင်ဗျာခင်ဗျားတို့နာမည်ကြီးလာပါတယ်ဆိုတော့ Redmi Note 14 Pro 5G မှာတုံးထားတဲ့ Dimensity 9300 Ultra နဲ့အတူလောက်ပဲဒါကြီးရတော့တကယ်မိုက်တာဗျာကျွန်တော် benchmark လေးတွေလည်းတိုင်ပြထားတယ် 3D Mark Wildlife Extreme Stress Test တိုင်ကြည့်တာမှာ Best Loop Score က650ဝန်းကျင်နဲ့ Lowest Loop Score မှာလည်း149နဲ့ဆိုတော့ Stability လည်းကောင်းတယ်ပေါ့နော် Power Efficiency လည်းကောင်းတယ် game တွေကိုလည်းကျွန်တော် sensor ကြည့်တဲ့လို့ဆိုလို့ရှိရင် mobile legends ကို graphics ultra နဲ့ frame rate ultra ရတယ် PUBG Mobile ကိုဆက်စပ်ကြည့်ရမှာ graphics ကို smooth frame rate ကို 90fps အထိရတယ်။ Extreme Plus ပေါ့။ဒီ game တွေကိုခက်ချက်ချာလေးဆော့ကြည့်တဲ့အခါမှာလည်းအရင်ပူရာမျိုး lag သွားတာမျိုးမကြုံရအောင်။ဒါကလည်း Dimensity 9300ကိုတိုင်ကို 400nm ဖြစ်နေတဲ့အတွက်ကြောင့်ရောအရင်ကြီး powerful ဖြစ်တဲ့ SoC မဟုတ်တာကြောင့်ရောပြီးတော့ plastic body ဖြစ်နေတဲ့အတွက်ဒီလက်မှာလည်းပူရယ်ဆိုတဲ့ခံစားချက်လေးမရတာမျိုးပြည်မျိုးလေးဖြစ်နိုင်တယ်။တကယ်လည်းမပူပါဘူး။မတော်လို့เนาะနေရန်ပူလာလို့ဖုန်းကပူလာလေဆိုရင်တော့မှနောက်က back cover ကို ကိုကကိုချုပ်ပြီးတော့ဆော့လို့ရသေးတယ်အပူပိုထွက်တာပေါ့စတာပါစတာပါကြောင်လို့နဲ့ကျွန်တော်တို့စီကိုရောက်နေတဲ့ unit မှာ 8GB RAM နဲ့ 128GB storage ဆိုပေမဲ့ 8256GB model လည်းရှိတယ်။ဈေးကတသိန်းချီချော်လောက်ပဲကွာတာ။ဆိုတော့ 256GB လိုချင်တယ်ဆိုလို့ရှိရင်လည်းသဘောပေါ့နော်။မဟုတ်ဘဲနဲ့ SD card ထပ်ဆိုင်မယ်ဆိုရင်လည်းဆိုင်လို့ရတယ်။ဒီကောက်မှာ SD card slot လည်းပါတယ်။ဒါပေမဲ့ SD card ဆိုင်မယ်ဆိုလို့ရှိရင်တော့ SIM ကတကက်ပဲရမယ်။ ပြီးတော့ဘူးထဲမှာပါတဲ့ sim ejector tool လေးကိုလည်း show လိုက်အောင်။အနီအောင်လေးကိုမှတော်လေးထားကြ။ Okay ဆိုတော့ကောင်းလှပါပြီဆိုတဲ့ nothing os ကဒီဖုန်းမှာတုံးရတာဘယ်လိုရှိလဲ။ရှင်းရှင်းပဲပြောမယ်ဗျာနော်။လက်ရှိရှင်းသိမ်းဝင်ရှင်နဲ့မှာရတဲ့ user experience တွေမှာဒီကောင်အကောင်းဆုံးပဲ။ဒီကောင်က out of the box nothing os 2.6.0နဲ့လာတာ။ပြောလို့ပြောတာမဟုတ်ဘူး။ nothing os ရဲ့ animation တွေကတော့တော်တော်လေး smooth ပို့ဖြစ်တယ်ပေါ့နော်။ပါလာတဲ့ widget တွေတုံးထားတဲ့ icon တွေရဲ့ design color အနေထားတွေဆက်ဆောင်မှုအပြည့်ရှိတယ်။တက်တက်ရရရှိတယ်။ ဖုန်းကိုဖွင့်ကင်လိုက်တိုင်းမှာစိတ်ချမ်းသာရတာတော့တကယ်ပဲပြီးတော့ clean ဖြစ်တယ် aesthetic ဖြစ်တယ်ညံတယ်အဲ့လိုခံစားချက်တွေကိုလည်းပေးတယ်ပြီးတော့တော်သားဖုန်းမဟုတ်ဘူးပဲညံမလားမျိုးဆန်တဲ့ဖုန်းပေါ့မျိုးဆန်တဲ့ဖုန်းဖြစ်သွားရခြင်းအကြောင်းရင်းက nothing over ကြောင့်ဖြစ်သွားတာအာပြီးတော့တော်မှလိုမျိုးသိရမလား notification နောက်ကျတဲ့ပြဿနာတွေကတော့အဲ့လိုမျိုးတော့မရှိဘူးရယ် Predicon က major update ကို OS update နှစ်ခုရမယ် Lara 14ဆိုတော့ 15 16ထိရမယ်ပေါ့နော်။ဟောနည်းတယ်လို့တော့ထင်ရတယ်ဒါပေမဲ့ budget phone တစ်လုံးအနေနဲ့ကတော့တော်ပြီပေါ့။16လောက်ထိရတော်ပြီပေါ့။ဘာလို့တက်လို့ရနေသေးတာလဲပေါ့။ခြုံပြောမယ်ဆိုလို့ရှိရင်ဗျာဒီ phone နဲ့ဒီဈေးနဲ့ဒီ user experience နဲ့ကအပြစ်ပြောစရာဘာမှမရှိဘူး။ haptic feedback လေးကတော့ဒီဈေးထဲမှာမြင်နေကြထုံးစံအတိုင်းပဲပေါ့နော်။ထူးခြားပြီးတော့ကောင်းနေတာမျိုးတော့လည်းမဟုတ်ဘူး။ဆိုလိုချင်တာနည်းနည်းဝဲတယ်ပေါ့။ Okay ဆိုတော့ကင်မရာပိုင်းကင်မရာဘယ်လိုရှိလဲဆိုတာကိုကျွန်တော်စမ်းထားတယ်။ကင်မရာအနေနဲ့ကတော့သူက Sony ရဲ့50 megapixel main camera ရဲ့2 megapixel depth ပြည့် မြင်ရတဲ့အတိုင်းပဲ तू က hardware specification ကိုကြည့်မယ်ဆိုရင်တော့ဘာမှထူးထူးခြားခြားမရှိဘူးအဲ့ဒီ2 megapixel depth sensor ကြီးအစား ultra wide ဖြစ်ဖြစ်ထည့်လိုက်ရင်တော့ပိုကောင်းတာပေါ့ဒါမဲ့အခုကျတော့တကယ်တမ်းကျွန်တော်တို့သုံးရတာဆိုလို့ main camera တစ်ခုပဲရှိတာပေါ့နော်ဒါမဲ့သူရဲ့ပုံတွေကိုရိုက်ကြည့်တဲ့တော့ကတော့နေကင်းပဲရိုက်မယ်ဆိုလို့ရှိရင်ကောင်းတယ်လို့ပြောလို့ရတဲ့ပုံတွေရတယ်အဲ detail လေးတွေလည်းကောင်းတယ်ဆိုပေမဲ့အဲ့လို holo ကြီးတယ်မလား sharpness ကြီးအတင်းဆွဲတင်ထားတာမျိုးလည်းမဟုတ်ဘူးဒါလေးကတော့ချီကျူးရမှာပဲသူ့ရဲ့ပုံတွေကလည်း over process လုပ်ထားတဲ့ပုံတွေလိုမျိုးရုပ်ထွက်မျိုးမပေးဘူး dynamic range ကလည်းသူ့အိုးနဲ့သူ့ဆန်မဆိုးဘူးဆိုတဲ့အထဲမှာပါတယ်။ portrait mode နဲ့လူတွေကိုရိုက်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေတယ်။တခုရှိသေးတယ်သူကရိုက်ပြီးသွားလို့ရှိရင် processing လုပ်ရတဲ့အချိန်ကတော့တော်တော်ကြာကြာလေးစောင့်ရတယ်။ဘာမလို့3စက္ကန့်လောက်ကြာတာပေါ့။အဲ့လောက်ကလွဲလို့ကြံတာတော့မဆိုးဘူး။ camera UI ကလည်းအဆင်ပြေတယ်။အဲဒါပေမဲ့သူက OS မပါတဲ့အခါကျတော့လိုလိုက်ရိုက်တဲ့အချိန်ဒီမှာတော့ပုံတွေကအဲ့လောက်အဆင်ပြေမှာမဟုတ်ဘူး။ color တွေဖွဲသွားမယ်၊ detail တွေ sharp မဖြစ်တော့တာမျိုးတွေရှိမယ်။ဒါလည်းတော့အပြစ်တော့အရင်တော့တင်လို့မရဘူး။ ဒီစင်းမှာဘယ်ဖုန်းမှလိုလိုက်မှာထူးချွန်ပြီးကောင်းနေဆိုတာမျိုးကလည်းမရှိဘူးလေဒါတော့ပုံမှန်ပဲပေါ့ဆက်စီမန်ကပြီးဆိုဆက်ဖီကင်မရာလေးကတော့မဆိုးဘူးတီယိုဖုန်းလေးလိုမျိုး effect တွေပြီးပြီးတော့ထွက်လာတဲ့ရုပ်မျိုးမဟုတ်ဘူးတကယ်ကိုတဘာဝဆန်နေဒီဒီရီကလည်းအားရစရာကောင်းတယ်ကျွန်တော် group selfie photo တွေပါရိုက်ရှင်တယ်ဆိုရင်လည်းရိုက်လို့ရတယ်ဗီဒီယိုမှာလည်းမဆိုးတော့မဆိုးဘူးသူက 4K CCTV ရိုက်လို့ရတယ်ဆက်ဖီကင်မရာမှာတော့ 90p 60ရမယ်ပေါ့နော်ပြောမယ်ဆိုတော့ဒီဈေးတန်း budget phone နဲ့မှာတော်တော်လေးလက်ခံပေးလို့ရတဲ့ကင်မရာတွေထည့်ပေးထားတာကတော့အမှန်ပဲ ီးတော့ battery အနေနဲ့ဆိုလို့ရှိရင်လည်းဒီကောင်က 9mAh battery သုံးထားတယ်။ဒါပေမဲ့အခုလက်ရှိဒီတခြား China phone တွေနဲ့ရှင်းလိုက်မယ်ဆိုရင်တော့နည်းနည်းလေးနည်းတယ်လို့ပြောလို့ရပါပြီပေါ့။နည်းနည်းလေးပဲဗျာတဲ့မှာဒါလည်းကျွန်တော်တို့ကြီးများတဲ့အနေထားပါဒီရန်သုံးတဲ့အချိန်မှာတော့ nothing os ဖြစ်နေတာကြောင့်ရော soc ကို power efficient ဖြစ်တာကြောင့်ရော battery တော်တော်သုံးခံတဲ့ထဲမှာပါပါတယ်အဓိကတော့ stand by ထားတဲ့အချိန်ဒီမှာအောက်ရော့တော်တာမျိုးလည်းသိမရှိဘူးကျွန်တော်တို့ mobile legend ကိုအာတပွဲဆောက်လို့ရှိရင်4%လောက်ကုန်တယ်ပက်ကြီးနိုင်ဝက်တပွဲလောက်ဆောက်လာဆိုလို့ရှိရင်တော့ အဲ900ရိုင်းနှုန်းတော့ကုန်တယ်ဒီတိုင်းမဲ့ social media သုံးမယ်စကားတွေပါတယ်ကြည့်မယ်ဆိုရင်တော့တရခွဲလောက်သုံးလို့ရတယ် trader သုံးမယ်ဆိုရင်နှစ်ရက်ဖြစ်ကောင်းဖြစ်နိုင်တယ်အခုလိုမျိုးစိတ်မမှန်တဲ့မီးနေဆိုရင်တော့ကြိုက်တယ်ဗျပြောတယ်ပြောတာမဟုတ်အပြင်ဒီမို့ဆိုလို့ရှိရင်လေအဲ33ဘွတ်အထိအသွင်လို့ရတယ်ဘူးထဲမှာတော့ကျိုးပဲပါမယ်အဒပ်တာတော့မပေါအောင်တက်တက်ဝယ်ရမယ်ကျွန်တော်သုံးကြည့်ရသလောက်ကတော့ battery 1%ကနေပြီးတော့45မိနစ်လောက် အသွင်လိုက်တဲ့အချိန်မှာ72%ပြည့်တယ်ဆိုတော့မဆိုးဘူးဒီဈေးထဲမှာအမြန်ဆုံးတော့လည်းမဟုတ်ဘူးဒါပေမဲ့ လက်ခံပေးလို့ရတယ်နှီးတယ်လို့တော့ပြောလို့မရဘူးပေါ့ဆိုတော့အဆုံးသတ်အနေနဲ့ပြောမယ်ဆိုရင်ဒီဖုန်းကလူတော်များများအတွက်ရွေးချယ်လို့ကောင်းတဲ့ဖုန်းတလုံးဘတ်ဂျက်ဖုန်းဆိုပေမဲ့တချို့ဒီဈေးတန်းကဖုန်းတွေလိုမျိုးအကျန်းခံရေစိုးခံထားလွယ်လို့ရှိရင်မမသုံးစားမရအောင်ဆုံးပြတ်နေတဲ့အပိုင်းရင်လို့မရှိဘူး official win နဲ့အလုံးလေးဖြစ်တယ်ဆိုတော့ warranty ဘာညာလက်စိတ်ပူစရာမလိုဘူး Google app တွေလည်းတခါတည်းပါပြီးသားအခုလို cashback ရနေတဲ့အချိန်မှသာမြန်မြန်ဝယ်ဖို့လိုတယ်စဉ်းစားနေရင်ဆိုရင်တော့မစဉ်းစားနေနဲ့အခုချိန်ဝယ်လိုက်တာအကောင်းဆုံးပဲလို့ကြံမိတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင် RAM 8GB 128GB ကို12သိန်း1000နဲ့ RAM 8GB storage 256GB နဲ့က73သိန်း6000ခုချိန်ဝယ်မယ်ဆိုလို့ရှိရင်၄သိန်း cashback ဆိုတော့ 128GB version က7သိန်း1000လောက်ပဲရှိတော့မယ် 256GB version ကတော့9သိန်း6000လောက်ဖြစ်သွားမယ် SE ကစိုက်လို့ရတယ်ဆိုပေမဲ့ကျွန်တော်ကတော့ 256GB ကိုတော့နည်းနည်းပို recommend လုပ်ရှင်တယ်ဘာလို့ဆိုအခုနောက်ပိုင်း 128GB ဆိုတာဘာမှတိတ်တုံးလို့မရတော့ဘူးအဲ stereo speaker မရတာလွဲလို့ရှိရင်ဒီဈေးမှာ all rounder တော်တော်လေးကောင်းတဲ့ဖုန်းခင်ဗျားတို့ဆိုလို့ရှိရင်ဒီဖုန်းကိုရွေးချယ်ပေးလိမ့်မယ်လို့ထင်လားဘယ်လိုမြင်လဲဒီဈေးနဲ့ဆိုရင်တန်တယ်လို့ထင်ပြီလား ောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှိနှုန်းတော်လို့ရပါတယ်။ခင်ဗျားတို့ဘယ်လိုနေလဲတော့မသိဘူး။လောဆယ်တော့ကိုရီးယားမှာ manager ကတော့ဝယ်မယ်တကယ်ကဖြစ်နေပြီ။ Okay ။နောက်နေ့မှတွေ့တော့ပါ။